မင်္ဂလာပါခင်ဗျာကျမ်းမာဘေကင်းကြပါစေ2025ခုနှစ်နိုဝင်ဘာလ30ရက်နေ့ညပိုင်းနယူးတစ္ဆာ channel ကနေပြီးတော့နောက်ဆုံးရတော်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးပါမယ်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းထပ်ပြီးတောင်းဆိုပါရစေခင်ဗျာဒီကနေ့တင်ဆက်ဖို့ရွေးချယ်ထားတဲ့သတင်းတွေကတော့သတင်းကောင်းတွေပါပဲခင်ဗျာဒီဗမောမြို့တဲ့ပြန်ဝင်နိုင်ဖို့ကြိုးစားတဲ့အကြံဖက်စစ်တပ်နဲ့လက်ပါတီ SNA တပ်အထိနာပြီးတော့ အသေးဆုံးထိခိုက်များပြီးတော့နောက်ပြန်ဆုတ်သွားတယ်လို့ဆိုပါတယ်။နောက်ပြီးတော့ဗမောမျိုးသိမ့်တိုက်ပွဲမှာလည်းမျိုးရင်းပြန်ဆုတ်လာတဲ့စစ်ကောင်မချင်တပ်စစ်ကြောင်းတွေပြက်တီအထိတိုက်ခိုက်ခံနေရတယ်လို့သိရပါတယ်။ပြီးတော့ဒီကင်းပြည်နယ်ကော့ဂရိတ်မှာလည်းစစ်တပ်နဲ့တော်လိုင်းတပ်တွေတိုက်ပွဲဖြစ်ပြီးတော့စစ်တပ်ဘက်ကတေဆုံးလာတွေများပြားပြီးတော့ဒီလက်နဲ့တချို့လဲတော်လိုင်းတက်တွေကတည်တည်ရရှိတယ်ဆိုတဲ့သတင်းလမ်းရှိပါတယ်ခင်ဗျာ ပြီးတော့ဒီပီရီယက်တွေထိမ့်ချုပ်ထားတဲ့အင်ဒိုနဲ့ဗမောက်ကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုအရှိန်မြင့်လာတယ်လို့လည်းသိရပါတယ်။ရွာငါမှာလူသက်မရိမှုကျွလွန်တဲ့ပြူကောင်းဆောင်ဝင်းမြင့်ကိုပြစ်ခတ်ရှင်းလင်းတဲ့တရင်လဲပြင်ပြစရာရှိပါတယ်။နောက်မုံလှရွာမှာစစ်တပ်ကစစ်သားတွေရဲ့ဒီရုပ်လောင်းတွေ60ကျော်ကိုတွန်လိုင်းတပ်ဖွဲ့တွေကကောက်ယူပြီးတကြိုပေးလိုက်ရတယ်လို့သိရပါတယ်ဒီသတင်းတွေကိုစုစည်းပြီးတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ ။ဟုတ်ကဲ့ပထမဆုံးအနေနဲ့ဗမောက်တိုက်ပွဲသတင်းနဲ့စတင်ကြပါရစေ။ဒီစကိုင်းတိုင်းဗမောက်မြို့နယ်ရဲ့ကိုဝင်ဖို့ကြိုးစားနေတဲ့စစ်တပ်နဲ့ရှမ်းနီ SNA တပ်တွေကိုတော်လိုင်းတပ်တွေကခုခံတိုက်ခိုက်နေတာကြောင့်စစ်တပ်ဘက်ကတေဆုံ ထိခိုက်တာတွေများနေတယ်လို့ရှေ့တန်းသတင်းရင်းမြစ်တချို့ကပြောဆိုတာဖြစ်ပါရယ်ခင်ဗျာနေ့စဉ်နှိပါလေချောင်းပြစ်ကူနဲ့မြို့တဲကိုပြန်ဝင်နိုင်ဖို့ကြိုးစားနေပေမဲ့တေဆုံသူတွေနဲ့ထိခိုက်ဒဏ်ရာသူတွေကိုတည်ပြီးတော့စစ်တပ်ကပြန်ဆုတ်နေရတယ်လို့ဆိုပါရယ် နိုင်ပိုင်းလောက်နဲ့ဆယ်ယောက်လောက်သေးတာလို့ရှေ့တန်းရဲဘော်တူကဗမောက်တိုက်ပွဲလက်ရှိအခြေအနေကိုရှင်းပြပါရယ်။နိုဝင်ဘာ18ရက်ကဗမောက်မြို့အနီးနားကနေဇတ်ဒေသနဲ့တိုင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးတင်းနှံချောင်းကုန်းကိုစစ်တပ်ကပြန်ရပြီးတော့မြို့ထဲကိုဝင်နိုင်ဖို့ကြိုးစားနေတာဖြစ်ပါရယ်။နတ်တလကုန်းကို ခံစစ်အသေးချာပြင်ဆင်ထားတဲ့မြို့ထဲကတ်တယ်ကတ်မရတော့နတ်တလပဲပြန်ဆုတ်တယ်လို့ဗမောက်စီရေးတရင်အင်းမြစ်ကလည်းထပ်ပြောပါတယ်ခင်ဗျာ ဒီနိုဝင်ဘာလအတွင်းမှာပမောက်မြို့တိုက်ပွဲမှာစစ်တပ်ဘက်ကအထေခံဒရုန်းတွေတင်းစီရရှိခဲ့ပြီးတော့ဗက်ပြောင်းခိုလုံလာတဲ့ SNA တပ်ဖွဲ့ဝင်တချို့ပါရှိတယ်လို့လည်းသိရပါဗျ။မြို့နောက်ဖက်ချမ်းကနေတမ်းမြန်ထိုးသည့်ဆင်လာတဲ့စစ်တပ်ကအင်အား900ဝန်းကျင်ရှိနိုင်ပြီးတော့သကိုင်းခြေဆိုင်တပ်မ33လက်အောက်ခံတပ်ရင်းတချို့အားဖြည့်ထားတဲ့အပြင်အရင်မြို့နယ်အတွင်းတပ်ဆွဲခဲ့တဲ့တပ်မခွန်ခွန်လက်အောက်ခံတပ်ရင်းတွေလည်းပါဝင်နေတယ်လို့စစ်ရေးတရင်အရင်းမြစ်တွေကပြောဆိုကြပါတယ်။ ဒီဗမာမျိုးကိုအမှတ်၁စစ်ဒေသကိုကဲမှုနဲ့ PDF တွေအပါအဝင်တော်လိုင်းတက်တွေကစက်တင်ဘာ20ရက်မှာတင်ပိုက်ခဲ့တာဖြစ်ပါတယ်စစ်တပ်ကအရာထပ်ပြပြီးတော့လေကြောင်းပစ်ကူသုံးကမြို့ကိုပြန်ထိန်ချုပ်နိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်စစ်ရေးအခြေအနေအတွက်ဗမာမျိုးမှာရဲအကန့်အသတ်မရှိညမထွက်ရမင်းကိုလည်းဒီကာကွယ်ရေးတပ်တွေကထုတ်ပြန်ထားပါတယ်ခင်ဗျာနောက်ဗမာမျိုးကတိုက်ပွဲတရင်ကိုပြန်ပြီးဆက်ချင်ပါတယ်ဒီတိုက်ပွဲမှာလည်းစစ်ကောင် စီတက်တွေနောက်ပြန်ဆုတ်သွားတယ်လို့သိရပါတယ်။တနင်္လာနေ့ရှိလာတဲ့ဗမော်မြို့တိုက်ပွဲမှာနယ်မြေဖြန့်ကျက်နေရာယူလာတဲ့စစ်ကော်မရှင်တပ်တွေအထိနာနေပြီးနောက်ဆုတ်နေရတဲ့အကြောင်းသိရပါတယ်ခင်ဗျာ။တိုက်ပွဲပြင်းထန်နေတဲ့လေးမိုင်ဘက်ကနေလို့မြို့အတွင်းပြန်လည်ဆုတ်ခွာလာတဲ့စစ်ကော်မရှင်ရဲ့ခမရ320စစ်ကြောင်းတိုက်ခိုက်ခံရပြီးတော့တေဆုံးတန်ရာရသူတွေလည်းရှိတဲ့အကြောင်းသိရပါတယ်ခင်ဗျာ။ ပြီးခဲ့တဲ့နိုဝင်ဘာလ25ရက်နေ့ကဗိုလ်ကြီးအောင်ကိုကိုဦးဆောင်တဲ့စစ်ကြောင်းကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကဒရော့ဘုံချပြီးတော့တိုက်ခိုက်တာမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်7ဦးကျော်တေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေလည်းများခဲ့တဲ့အကြောင်းသိရပါဗျ။မြို့ပြင်ကနေပြန်ဆုတ်လာတဲ့စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီးသေရာများတယ်ပြောပါတယ်။ဒရဘုံချတိုက်တယ်လို့သိရပါတယ်လို့ကချင်စီရဲ့သတင်းရင်းမြစ်ကပြောဆိုတာဖြစ်ပါတယ် ဒီစစ်ကော်မရှင်ကနန်ဖန်းအင်းဝက်ကုန်းနယ်မြေတွေအထိတပ်ဖြန့်ထားပေမဲ့လေးမိုင်ပဲအချမ်းတိုက်ပွဲကစစ်ကြောင်းတွေ၃မိုင်အထိပြန်ဆုတ်ခွာနေတဲ့အကြောင်းသတင်းရင်းမြစ်တွေထံကနေပြီးတော့သိရပါတယ်ခင်ဗျာဒီဗမော်မြို့အပြင်ဒီတိုက်ပွဲကြပြန့်လာပြီးတော့စစ်ကော်မရှင်က KIA ထိန်းချုပ်နေရာအချို့ကိုစစ်ကြောင်းထွက်လာပေမဲ့အထိနာပြီးပြန်ဆုတ်နေရတဲ့အကြောင်းလည်းသိရပါတယ်ဒီပြီးခဲ့တဲ့နှစ်နိုဘာလ၄ရက်နေ့ကစတင်ခဲ့တဲ့ဗမော်မြို့သိမ်းတိုက်ပွဲဟာ KAI ဘက်ကအသာစီးယူပြီးတော့နယ်မြေစုံမှုမှုရယူထားရကနေပြီးတော့စစ်ကူသင်္ဘောတွေရောက်လာချိန်မှာစီရင်အခြေအနေပြောင်းလဲလာခဲ့ပြီးနှစ်ဖက်အပြန်အလှန်စစ်ကြောင်းထုတ်တိုက်ခိုက်ရတဲ့အခြေအနေကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ KAI ဘက်ကလည်းဗမော်တိုက်ပွဲမှာနေ့စဉ်300နေရာထက်မနည်းတိုက်ပွဲပြင်းထန်နေတဲ့အကြောင်းပြောဆိုထားပြီးတော့စစ်ကော်မရှင်ကလေကြောင်း drone နဲ့လက်နက်ကြီးပစ်ကူမြေပြင်စစ်ကြောင်းတွေသုံးပြီးတော့တိုက်ခိုက်နေတာလို့သိရပါတယ်ခင်ဗျာ။နောက်ကင်းပြည်နယ်ဘက်ကကော့ဂရိတ် တိုက်ပွဲကိုဆက်ပြီးတင်ပြကြပါတယ်။ကရင်ပြည်နယ်ကော့ကရစ်ကောင်းမှုကျေးရွာကိုစစ်ကြောင်းထုတ်လာတဲ့စစ်ကော်မရှင်တပ်တွေနဲ့တော်လိုင်းပူပေါင်းတပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားရာမှာစစ်တပ်ဘက်ကတိုက်ဆုံတာများပြီးတော့လက်နက်တွေသိမ်းဆည်းရရှိခဲ့တယ်လို့ကရင်စစ်ရေးတရင်အရေးမြင့်တွေထံကနေပြီးတော့သိရပါတယ်။ပြကရဲနိုဘလာ28ရက်နေ့မှာအင်အားတရာကျော်နဲ့စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုကောင်းမှုကြေးရွာအနောက်မှာတော်လိုင်းပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ပြောပါရတယ်။ တီရာရောဒဏ်ရရာရော15 20ဝန်းကျင်လောက်ရှိတယ်အခုစစ်ကြောင်းကနောက်ပြန်ဆုတ်သွားပြီးခွေးပြေးဝက်ပြေးပြေးနေရပြီးအကုန်ပြေးနေရတာပဲလို့ကရင်စည်ရည်တရင်အရင်မြစ်ကမောင်းတရင်ဌာနကို ပြောဆိုထားတာဖြစ်ပါတယ်ခင်ဗျာအဆိုပါတိုက်ပွဲကိုစစ်တပ်ကတည်ဆုံတာတွေလည်းများတယ်လို့အရှင်ဖမ်းမိရသူတွေလည်းရှိနေတယ်လို့လည်းသူကဆိုပါတယ်ဒါပြင်စစ်ကောင်မရှင်တပ်တွေရဲ့လက်နက်ပစ္စည်းတွေများစွာကိုလည်းတင်းစီရရှိတယ်လို့ကနအူသိရပါဗျ။ စစ်ကော်မရှင်တပ်တွေဟာပြီးခဲ့တဲ့အောက်တိုဘာလအစောပိုင်းကတည်းကကော့ကရိတ်မြို့ကိုစစ်ကြောင်းတို့တိုက်ခိုက်နေတာဖြစ်ပြီးတော့တော်လိုင်းတပ်တွေရဲ့ပူးပေါင်းတိုက်ခိုက်ကြပြပိတ်ဆို့မှုတွေကြောင့်ကော့ကရိတ်မြို့ကိုအခုထိမရောက်ရှိသေးပါဘူး။ဒီပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့တုန်းကလည်းကော့ကရိတ်မြို့နယ်ထီဖူးဆန်နဲ့မိဖားလက်ကြကျက်မောက်ချမှာစစ်ကော်မရှင်တပ်တွေနဲ့တော်လန်ရေးပူးပေါင်းတပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားရာမှာစစ်တပ်ကအနည်းဆုံး15ရောက်တေဆုံးသွားပြီးတော့လက်နက်တချို့လည်းတော်လန်ရေးတပ်တွေကသိမ်းဆည်းရရှိခဲ့တာဖြစ်ပါတယ်။ အလတ်ဒူဘိုင်နိုဝင်ဘာ၁ရက်နေ့မနေ့အစောပိုင်းမှာလဲကော့ကရိတ်မြို့မြေပြင်စစ်ကြောင်းနဲ့စစ်တပ်ကစစ်ကြောင်းထိုးလာရမှာဒီပို့ဆက်နေရာရောက်မှာတော်လိုင်းပူပေါင်းတပ်တွေနဲ့ထိတ်တိုက်တိုးပြီးတော့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါသေးတယ်အဲ့ဒီတိုက်ပွဲတွေမှာတော့စစ်တပ်ဘက်ကအလောင်းရှက်လောင်းနဲ့လက်နက်တချို့တော်လိုင်းတပ်ဖွဲ့တွေကတင်းကြီးရမိခဲ့တာလည်းရှိခဲ့သေးတယ်လို့ပြောပြပါရခင်ဗျာ နောက်တွင်ကတော့ဒီ period တွေထိကျုပ်ထားတဲ့အင်ဒိုနဲ့ဗမောက်ကိုစစ်ကောင်စီကလေကြောင်းတက်ခိုက်မှုအချိန်မြင့်လှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုဆက်ပြီးတင်ပြပါမယ်။ပြည်သူ့ကာကွယ်ရေးတပ်တွေထိကျုပ်ထားတဲ့သကိုင်းတိုင်းအင်ဒိုမျိုးနဲ့ဗမောက်မျိုးကိုစစ်ကောင်စီကလေကြောင်းကနေအပြင်းထန်ပုံကျဲတိုက်ခိုက်နေပါတယ်။နေပြည်တော်ဆက်ဆက်နေတဲ့အဲ့ဒီမျိုးနှစ်မျိုးကိုအခုနိုဝင်ဘာနောက်ဆုံးပတ်ထဲမှာလေကြောင်းတက်ခိုက်တာတွေအချိန်မြင့်လာတာလို့ဒေသခံသတင်းအရင်းမြစ်တွေကပြောပါတယ်။ ဂျက်ဖိုက်တာနဲ့ရောဝိုင်းတွင်းနဲ့ပါပုံကျဲနေတာဖြစ်တယ်မော်လူတို့မဲဆာတို့ကနေပါကြားနေရတဲ့ပောက်ကွဲဆံတွေခဏခဏကြားနေရတဲ့အရသားတွေရှိတဲ့နေရာကိုကျဲမှာသိုးတာလို့ဒီနေ့နိုဝင်ဘာ30ရက်နေ့လယ်12နာရီလောက်ကအချိန်လေးကိုအင်းတော်မြို့ကတယောက်ကပြောပြတာဖြစ်ပါတယ်ခင်ဗျာ ဒီနေ့နိုဝင်ဘာ30ရက်မနေ့စန္ဒီလောက်ကအင်းတော်မျိုးနယ်ဗမောင်းမျိုးနယ်ကနေရာတချို့ကိုလေကြောင်းကနေပုံကျဲသွားပြီးတော့ထိခိုက်မှုရှိမရှိကိုတော့မသိရသေးဘူးလို့တော်လိုက်ရဲဘော်တဦးကလည်းပြောပါတယ်ခင်ဗျာအင်းတော်မျိုးကိုမြို့သားညီညွတ်ရေးအစိုးရ NUG အမှတ်၁စစ်တေတာပြည်သူ့ကာကွယ်တပ်ဖွဲ့တွေအများပြားကကချင်လွတ်လပ်ရေးတပ်မတော်နဲ့ကျောင်းသားတပ်မတော် ABSD ရဲ့ပူးပေါင်းတပ်တွေက2025ခုနှစ်ဧပြီလ9ရက်နေ့မှာတင်းယူခဲ့တာပါ ဗမောင်းမြို့အမှတ်၁ဆစ်စင်ရေကိုကဲမှုနဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတော့ဒီစက်တင်ဘာ20ရက်ကတိုက်ပိုက်ခဲ့တာပါစစ်ကောင်စီက၎င်းတို့ထိတ်ချုပ်ထားနိုင်တာမရှိတော့တဲ့မြို့နယ်တွေကိုလေကြောင်းကနေဘုံကျဲတာတွေလုပ်နေပါတယ်နိုင်ငံတော်အနာကိုသိယူပြီးချိန်ကနေပြီးခဲ့တဲ့အောက်တိုဘာလအကုန်ထိလေကြောင်းတိုက်ခိုက်မှု3996ချိန်ကျူးလွန်ခဲ့ပြီးတော့ပြည်သူ4322ဦးသေဆုံးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက ပြီးခဲ့တဲ့နိုဝင်ဘာ3ရက်နေ့မှာထုတ်ပြန်ထားပါတယ်ခင်ဗျာလက်ရှိမှာသကိုင်းတိုင်းအပြင်ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊မန္တလေးတိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊မကွေးတိုင်းတွေမှာလည်းလေကြောင်းကနေပုံကျဲတိုက်ခိုက်တာတွေရှိနေပါတယ်။လူမှုကိုပြစ်မှတ်ထားတပ်ဖြတ်နေတဲ့ရာဇဝဲမှုတပ်တွေတွေစုဆောင်းနေပြီးတော့နောက်တစ်ချိန်မှာပြစ်ဒဏ်ပေးနိုင်ဖို့ကြိုးပမ်းနေတယ်လို့လည်းမြူသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ နောက်ရှမ်းပြည်တောင်ပိုင်းရွာငါမြို့ကအဓိကပြူကောင်းဆောင်တယောက်ကို ရှင်းလင်းလိုက်တယ်ဆိုတဲ့သတင်းကိုဆက်ပြီးတင်ပြပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းရောင်ငါမြို့နယ်မှာပြည်သူ9ဦးကိုတပ်ဖြတ်ထားပြီးတော့တပ်ငံမရိမှုပါကျွလွန်ထားတဲ့အကြမ်းဖက်ချက်ကောင်တီလက်ပါသေးပြူကောင်းဆောင်ဝင်းမြင့်နဲ့လက်အောက်ခံတအူးတို့ကိုဒနုတက် DSNDA ကနိုဘလ29ရက်နေ့မှာပြစ်ခတ်ရှင်းလင်းလိုက်တယ်လို့သိရပါပါတယ်ခင်ဗျာ ရွာငံမြို့နယ်မှာပြည်သူတွေအပေါ်ရက်စက်ရုပ်မာတာတွေများစွာကျူးလွန်ခဲ့တဲ့အဲ့ဒီပြူစောတီခေါင်းဆောင်အကြီးစားနဲ့လက်အောက်ခံတူကို29ရက်နေ့မနေ့9နိုင်မှာအင်ဒီကားနဲ့လမ်းပေါ်ထွက်လာတဲ့ချိန်ပြစ်ခတ်ရှင်းလင်းခဲ့တာလို့ဖော်ပြထားပါတယ်ခင်ဗျာ ရှင်းလင်းချိန်မှာပြည်စတိုတလက်6မမကြီး16တောင်းနဲ့တခြားတပ်တေကံပစ္စည်းတွေတင်းစီရရှိခဲ့ပြီးတော့ပြစ်ခတ်ရှင်းလင်းဖို့အတွက်ပြူကောင်းတောင်းနဲ့အနိကနေသူတဦးကသတင်းပေးပို့ခဲ့တာဖြစ်တယ်လို့သတင်းပေးပို့သူကလည်း DSNA အဖွဲ့နဲ့ပူးပေါင်းလာခဲ့တယ်လို့ဆိုပါတယ်ခင်ဗျာပြူကောင်းတောင်းဝင်းမြင့်ဟာရောင်းငံမြို့နယ်မှာပြူစောတိအကြီးဆုံးဖြစ်ပြီးတော့2021ခုနှစ်ဇူလိုင်လမှာပဲပယ်ရင်တောင်ရွာကိုမိရှုပ်ပြီးတော့ပြည်သူ9ဦးကိုတပ်ဖြတ်ကဒီပါဝင်ခဲ့တဲ့ ဒီ2022ခုနှစ်ဇွန်လမှာလွှတ်တင်ကြည့်ရကပြည်သူနေအိမ်လေးလုံးကိုမိရှုပ်မှု2023ခုနှစ်မေလနဲ့ဇွန်လအတွင်းမှာမြခားအင်းရွာကပြည်သူနေ38လုံးကြောက်ပချုပ်ရွာကအင်ဂျင်5လုံးအသက်15နှစ်အရွယ်မိန်းကလေးတဦးကိုမရင်းချင်းခဲ့တဲ့ပြစ်မှုတွေပါဝင်မင်းမလောင်ကြီးရွာကိုရွာလုံးချုပ်မိရှုပ်ခဲ့တဲ့ပြစ်မှုတွေမှာတပ်မ99လက်အောက်ခံစစ်ကောင်စီတပ်ဖွဲ့နဲ့ပေါင်းပြီးဥဆောင်ပါဝင်ခဲ့သူဖြစ်တယ်လို့ဆိုပါတယ်ခင်ဗျာ ဒါပြင်ပြူစောတီကောင်းဆောင်ဝင်းမြင့်ဟာရွာငါမြို့နယ်မှာတစ်တွေကိုစစ်တပ်နဲ့ပေါင်းပြီးတော့တရားမဝင်ထုတ်ယူနေတယ်လို့အသားလိုက်စေအကြောင်းပြပြီးတော့ဘာသာရေးတာရေးနာရေးပွဲလန်းသူတွေနဲ့ပြုလုပ်ပြီးတော့အခွန်ငွေတွေကိုအတရားဓမ္မတောင်းယူနေသူလည်းဖြစ်တယ်လို့သိရပါတယ်ပြူကောင်းဆောင်ဝင်းမြင့်ဟာပြည်သူတွေကို PDF နဲ့ဆက်သွယ်ရှိတယ်လို့ဆိုပြီးတော့ဖမ်းဆီးထားတဲ့ပြည်သူတွေရှိတာကြောင့်ပြည်သူတွေအနေနဲ့အမျက်ဆိုးရင်ကြောက်ကြနေရတယ်လို့လည်းဆိုထားပါဗျာ ဆက်လက်ပြီးကြံရှိနေတဲ့ပြူကောင်းဆောင်ဝင်းမြင့်လက်အောက်ခံပြူတွေနဲ့စစ်ကောင်စီလက်ပါစီတွေကိုလည်းပြည်သူတွေပေါ်ရုံမှမှုတွေကျူးလွန်လာပါကထပ်မံရှင်းလင်းသွားမှာဖြစ်တဲ့အကြောင်းလဲ DSNDA ကတရင်တုတ်ပြန်ထားတာတွေ့ရပါတယ်ခင်ဗျာနောက်ဆုံးတရင်တပုတ်အနေနဲ့မကြသေးခင်ကဒီမုံလရွာမှာစစ်တပ်စစ်သားတွေရဲ့ရုပ်လောင်60ကျော်ကိုတော်လိုင်းတပ်ဖွဲ့တွေကကောက်ယူပြီးတော့တကြိုပေးနေရတယ်လို့ဆိုတဲ့သတင်းကိုဆက်ပြီးတင်ပြပေးပါမယ်ခင်ဗျာ ။စကိုင်းတိုင်းရွှေဘုခရိုင်ဒီခင်ဦးမျိုးနယ်အနောက်ချမ်းမှာစစ်ကြောင်းထုတ်ထွက်လာတဲ့စစ်တပ်နဲ့ပြစောတီတွေပါတဲ့စစ်ကြောင်းကိုဒေါ်လိုက်ပူပေါင်းတပ်ဖွဲ့တွေကနိုဝင်ဘာ23ရက်မှာကြားပြတ်တိုက်ခိုက်ခဲ့တာမှာစစ်တပ်စစ်ကြောင်းပြက်ပြီးတော့90ကျော်တေဆုံးခဲ့တယ်လို့ခင်ဦးမျိုးနယ်ခြေဆိုင်ဒေါ်လိုက်တပ်ဖွဲ့တွေကပြောပြကြပါတယ်။ဒီစစ်တပ်စစ်ကြောင်းကမုံလရွာကိုနိုဘလာ26ရက်နေ့ဒီလေးရကြတက်ဆွဲနေထိုင်ခဲ့ပြီးတဲ့နောက်မှာဒဏ်ရာရတဲ့သူတွေကိုစေဝါကုသပေးခဲ့တယ်လို့တေဆုံးသူတွေကိုလည်း ဒေသခံတွေရဲ့နေအိမ်ခြံဝန်းတွေနဲ့ဘုံကြီးကျောင်းတွေအတွဲမှာပဲမြေမြုပ်တကြိုထားခဲ့တယ်လို့ဆိုပါတယ်ခင်ဗျာခင်ဦးမျိုးနဲ့နောက်ချမ်းကိုစစ်ကြောင်းထုတ်လာတဲ့စစ်အုပ်စုနဲ့ပြူတွေကိုနိုဝင်ဘာ12ရက်နေ့23ရက်မှာစစ်ကြောင်းပြတ်တဲ့အထိတော်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်ခြေမုံတိုက်ခိုက်ခံပြီးတဲ့နောက်မှာခင်ဦးမျိုးနဲ့မုံလရွာထဲမှာအထိုင်ချထားတဲ့အဲ့ဒီစစ်တပ်ဟာရီဦးနဲ့အောင်သာယာပြူစခတ်နဲ့ ဒီကံဘလူနဲ့ကာဘိုးရွာပြူစကန်းကိုဆုတ်ခွာသွားတာဖြစ်ပြီးတော့ကြံရှိနေတဲ့စေအုစုတပ်တွေရဲ့ရုပ်လောင်းတွေကိုတော်လိုင်းတပ်ဖွဲ့တွေကမိသကျူရှင်းလင်းတာတွေလှုပ်ဆောင်ပေးခဲ့ရတာလို့ခင်ဦးမျိုးနဲ့ဘူသာတင်စစ်ကြောင်းကစစ်ကြောင်းမှုကုသတယ်က ပြောပြတာဖြစ်ပါတယ်ခင်ဗျာရုပ်လောင်း60ကျော်တကျူပေးခဲ့ရပါတယ်မုံလရွာဖုန်ကြီးကျောင်းရှိဘက်မှာလည်းအလောင်းတွေမြေမြုပ်သွားတဲ့ အင်ဂျီ900ကန်ရှိတဲ့မူလရွာဟာအင်ဂျီ200ကျော်ကဘင်ဂျီလို့ခေါ်တဲ့ပေါ်တူဂီနယ်ဝင်ခရီးယာဘာသာကိုးကွယ်သူတွေနေထိုင်ကြပြီးတော့ဖုန်းတော်ကြီးကျောင်းခရီးယာဖះကျောင်းနဲ့အထက်တန်းကျောင်းတွေရှိတဲ့ရွာကြီးတရွာဖြစ်ပါတယ်။အဲ့ဒီရွာမြန်မာနိုင်ငံကက်သလစ်ခရီးယာဂိုင်းကျုပ်ဖုန်းတော်ကြီးဂါဒီနယ်ချားစ်မောင်ဘုံနဲ့မန္တလေးကက်သလစ်ဂိုင်းကျုပ်သာသနာပိုင် ဖုန်းတော်ကြီးမာကုတင်ဝင်းတို့ရဲ့ဇာတိမြေလည်းဖြစ်ပါတယ်ခင်ဗျာ။နိုဝင်ဘာလ30ရက်နေ့ ဒီညာဘက်တင်ပြပေးတဲ့သတင်းတွေကတော့ဒီများသာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်။နောက်ရက်တွေမှာလည်းတွန်လိုင်းသတင်းကောင်းတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ။